လွန်ခဲ့တဲ့15ရက်ကခီးသွားရင်းနဲ့အချစ်ဦးနဲ့တွေ့လို့အတူတူနေမိသွားတယ်။နေပြီးတဲ့အခါမှာတစ်ဖက်ကအရန်ွယ်လာတဲ့သူမျိုးဆိုရင်တော့လက်ရှိအိမ်တော်ကြီးတက်ကဆက်နေဖြစ်နေပြီးအဲ့ဒီမှာอืมအိမ်တော်ကြီးစင်ပြရအများကြီးဖြစ်နိုင်တယ်ပေါ့နော်။အဲ့ဒီဇလန်ကိုကြားတဲ့အခါမှာအာအမျိုးသားရင်းနဲ့လမ်းကြုံတယ်ဆိုတဲ့အခြေအနေကလည်းရှိရဲ့။ အဲတကယ်ပဲအချစ်ဦးကိုချစ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဘလို့ပဲဖြစ်ဖြစ်လက်ရှိအိမ်တော်ကြီးကပြုကွဲသွားနိုင်တယ်အဲ့တော့အဲ့ဒီမှာပေါ့နော်အဲ့မှာဘုဆိုးတာပါလဲဆိုတော့အဲဂနိုဖြစ်လာတာပေါ့နော်ဂနိုကလက္ခဏာကအရင်ကြီးနာလာကျင်တာအောက်နာမဖြစ်ဘဲနဲ့အဲအနည်းဆုံးဒီမနမိုးလင်းတာကလိန်ထိတ်မှာ ပြီလို့အရေးကြီးကြီးအရေးကြီးမဟုတ်ပြီလို့အရေးအယောင်လေးတွေထွက်လာနာကျင်တာမရှိပြီမဲ့ပေါ့နော်အဲ့ဒါခနိုလားပေါ့အဲ့တော့ပုံမှန်ဆက်ဆံနေကြမဟုတ်ဘဲနဲ့ဒီလိုတွေတခြားသောအကြောင်းရင်းနဲ့ဆက်ဆံမိတာရှိလားလို့အစမကပုံမှန်လင်းလင်းမေးတဲ့အခါမှာဒီလိုဇက်လန်းလေးကထွက်လာတာဆိုတော့အဲ့တော့ဟိုဘာကြောင့်လဲဆက်ဆံဆက်ဆံဖိတ်ဆန်နိုင်ရပဲဖြစ်ဖြစ်လမ်းကြုံပဲဖြစ်ဖြစ်အကာအကွယ်ရနိုင်သုံးတော့အဲ့ဒါအရေးကြီးရယ်နံပါတ်1နှစ်အောင်လုံးအတွက်ကိုဆေးဖြစ်စီရယ်မင်းကလေးတွေကောမြေသားတွေကောမင်းသမီးတွေကော ပြီးကိုဖြစ်ပြီဆိုရင်ကိုမျိုးသမီးမှာထပ်ပြီးပြန်ကူတာရမယ်အခြေအနေရှိရယ်ပုတ်သက်စရာတယောက်စာမဟုတ်ဘူးနှစ်ယောက်ပါတောက်ရမယ်အခြေအနေရှိရယ်အဲ့တော့ကျွန်မကဒီဆေးဝါးနဲ့ပတ်သက်ပြီးတော့အာတိချာလေးမြတ်တက်မိုင်နဲ့ပတ်သက်တာအမသမီးအားနဲ့မြတ်တာအားနဲ့ယောဂနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းပေးနေတဲ့အချိန်မှာဒီလိုအိမ်တော်ရဲ့ကိစ္စတွေတွေလည်းကြားသိရတာမို့လို့အခြေအနေတွေကလည်းနည်းနည်းလေးဝင်ပြောပြတာပေါ့နော် တကယ်လို့များခနိုဖြစ်နေတယ်ဆိုရင်အဲတောက်ရမယ့်စီလေးတွေတည်ကျင်တဲ့သူရှိရင် comment မန်းခဲ့ပေးဦးရမအောင်နော်အရင်ကောက်ရတဲ့တည်ရသူတွေရှိရဆိုလဲ comment မန်းခဲ့ပေးပါဦးအဲ့တော့ခနိုဖြစ်နေရင် azithromycin c f i n အဲ့ဒါတွေကိုတောက်ရမယ်တောင်းနည်းသေးသေးတည်ရင်ဇမရဲ့၄၂၅နဲ့865 6 9 9 4 4 6 164ဆိုတဲ့နံပါတ်ဒီမှာမေးပေးပါအဓိကပြပြပေးပါလိမ့်မယ်ပေါ့နော်အဲ့အဲ့ဒီခနိုကလည်းမကုတရရင်သူ့သူတို့ပြတ်သွားမယ်ပြတ်တယ်ပြတ်တယ်သူ့အတူနော်သူ့အတူပြတ်သွားရတယ်နဲ့အဲဘာဖြစ်လဲဆိုတော့ clear ကိုခရင်ဖြစ်တာ နော်ဒီကလေးရဖို့အခဲရင်ဖြစ်တာအဲ့ရှိအိပ်ပဇနာကြီးရှိရဲအဲ့တော့ကျွန်မကတော့တဲမာကြီးရောအိမ်တော်ကြီးရောအဆင်ပြေနေကြတာမို့လို့ရှုထောင့်နှစ်ခုလုံးကနေပြပြပါမယ်အကာအွယ်သုံးပါနောက်ပြီးရင်ကိုယ့်ရဲ့အိမ်တော်ကြီးပြဖို့တစ်ဖက်ကမင်းကလေးကမနွယ်လာပြီးဒီညရောဒီကိစ္စဒီညရင်ပြက်ရင်တော့ကောင်းတယ်ဒီကိစ္စဒီညရင်မပြက်ဘဲနဲ့နွယ်လာပြီးဆိုရင် တဘွားနေနှစ်ပူဆင်းမဲ့ဂိမ်းတွေရှိတယ်။အဲ့တော့အဲ့ဒါလေးတွေကလည်းခုခုကိုဆင်ကျင်ပါလို့ပဲအကြံပေးရောင်းရလို့ရှင်မကိုရံပါဝင်ဖြည့်ဆက်ပြီးလိုက်လုပ်ပေးလို့ရတဲ့ကိစ္စတွေမဟုတ်ဘူး။ဆေးမတောက်ရင်တော့မတောက်ဆိုပြီးတော့ဒီဆေးဒီဆေးတောက်ပါလို့တိုက်တွန်းလို့ရတယ်လေနော်။အဲ့တော့ဒါလေးတွေသိစေချင်ပါတယ်ရှင်။ငါနောက်ထပ်ဗီဒီယိုလေးတွေမှာထပ်ပြီးမျှဝေပေးပေးမယ်နော်။လိန်ဆက်ဆန်ခြင်းကိုရှောင်ကျင်နိုင်တဲ့သူမဟုတ်သေး၍လိန်ဆက်ဆန်ခြင်းမှမဟုတ်တဲ့တတ်တတ်ကူးဆက်နိုင်တဲ့အခြေအနေလေးတွေရှိသေးတယ်။အဲ့ဒါက အာကျမဒီမှာ Viber မှာကိုယ်တိုင်ထိုင်ပြီးတော့ဖြည့်ရရင်နေ့တွေအရဆိုရင်ကျမ admin နဲ့ဖြည့်ရဒီနေ့ဆိုရင်နောက်ပိုင်းဆိုရင်၈နာရီကနေမနေ့9ခွဲ10နာရီလောက်ထိကနတ်စုကြီးကိုယ်တိုင်ကြည့်တဲ့အခါမှာညတော်အဖြစ်တွေ့ရတာကလိမ်မဆက်ဆံပေမဲ့စင်ဆက်တဲ့ဆိုတဲ့နေရာမှာအမျိုးသမီးရဲ့ဆက်ဆံမှုနည်းတွေအများကြီးရှိတယ်ကွာအဲ့တော့ရှက်စရာလို့မြင်ရင်လည်းကြော်သွားလို့ရတယ်ဒါပေမဲ့အဲ့ဒီအခြေအနေကိုမတိလို့ပဲ23 24ဒီလူငယ်ပိုင်းလေးနဲ့ယောဂပေါင်းများဆိုတော့ပြဿနာပေါင်းများဆိုတော့ဘာလို့ဆိုတော့ ကျမတို့အတိုင်းမေးတယ်ဒါအကူရဲ့ privacy အမားရဲ့ privacy ကျမရဲ့လုပ်ငန်းရှင်ရဲ့ privacy ကျမနားလဲတယ်ပုံမှန်လည်းတော့ပြောမှရမယ်စကားထင်ချန်ခံပြဿနာကိုပဲခံရမှာအဲ့တော့နောက်ဆုံးနေဆက်ဆံခဲ့တာပဲချင်းရလဲနော်နောက်ပြီးရင်ဆက်ဆံတဲ့သူကကိုဆက်ဆံနေကြမြတ်သမီးကိုအိမ်အောင်ပဲဟုတ်လားတခြားတော့ဂျားပေါက်ဆက်ဆံမှုမျိုးတွေလားဒါဆိုရင်ပြဿနာအများကြီးရှိနိုင်တယ်အဲ့မှာပါလဲဆိုတော့ဆက်ဆံတဲ့နီးမှာလည်းမြတ်သမီးမိမကုန်နဲ့မဟုတ်ပဲတခြားတော့နီးနဲ့ပါဇက် เนาะတခြားသောနီးတွေနဲ့เนาะဆအိုတခြားသောနီးတွေနဲ့ဆက်ဆံရင်လေကျွန်တော်တို့ syphilis ဆိုတဲ့ကာလာတယောဂါကကူးတယ်အဲ့တော့ဒီဒီလို covid ကိုရှောင်ဖို့ ဒီနည်းလမ်းမသုံးမဲ့ဟိုနည်းလမ်းနေဆက်ဆံရင်လည်းယောဂါဘူကတော့ရှောင်လို့မရအောင်ကိုယ်ဝင်တော့ရှောင်လို့ရရင်ရမယ်ပေါ့နော်အဲ့လိုလေးတွေရှိတော့ခကြတော့ဒါလေးတွေကိုသိနေချင်တော့အများကြီးညဝေပေးနေတာပေါ့နော်အဲ့တော့ syphilis မှာဆိုရင်တော့အဆင့်သုံးနေရှိတယ်ကာလာဒါယောဂါလို့ခေါ်တဲ့အရာပေါ့နော်သူကနေဆက်ဆံပြီးတော့တပတ်နဲ့အဲဒီတလအတွင်းမှာရင်ကိုယောဂါလက္ခဏာပြလာတဲ့အဖုလေးတွေပေါက်လာတာလေးတွေဒိန်းတန်းမှာကျွဲ့လို့နဲ့မတူပုံစံအဖုလေးတွေကြီးလိုနာလေးတွေပေါက်လာတာလေးတွေဖြစ်လာတယ်အဲဒါမှမဟုတ်သူကသူ့လိုလိုနဲ့မင်းမပြောတော့ပြန်ကြောက်သွားပြန် အဲနောက်နှစ်လလောက်နေပြန်ပေါ်လာပြန်ရောပြန်ပေါ်လာတဲ့ခါမှာအဲ့လိမ့်နေမှာပဲထပ်ပေါက်တာမျိုးဆိုတော့ white ပါဇက်အားကောင်းပြီးလက်ဖွားချစ်သွားတဲ့မှာအနီဇက်တွေအဖူတွေထပ်ပေါက်လာတာ syphilis ကလာလာရောက်တာအဲ့ပထမချိန်မှာလည်းကကျွန်တော်တို့ကဟိုကလာဒီဖြစ်တာကိုတခြားသွေးနှိဒိုင်မြင်ပြီးဘုသက်ဆေးထိုးကာကွယ်ရှောင်ကျင်တခြားလေးလုပ်ရဆိုရင်တက်တာဝမ်းမှာအဲ့တော့အဲ့တော့ဟိုသူ့လိုလိုပြောကြတယ်ဆိုပြီးဟာပျော်ပြီးနေပြီးရင်ကိုဆက်ဆံတာမျိုးသမီးတွေကကိုရီးစားတယောက်နဲ့တော့ဘာလို့မှမသိဘူးခုခေတ်မှာအဲ့လိုများစွာနေဆိုတာအဲ့မှာလူတယောက်ကကြည်ုံနဲ့ မသိနိုင်ဘူးဆရာဝန်တွေတောင်ဒါမျိုးကိုကြည့်ပြီးသိရမှာမဟုတ်ဘူးစစ်ဆေးမှုတွေတခြားသောစစ်ဆေးမှုတွေအများကြီးလုံးရတာအဲ့တော့ကိုကိုကို ဒီတိုင်းလေးစတာလေးနေရလဲမသိနိုင်ဘူးအဲပြဿနာအများကြီးရှိရအဲ့တော့အဲ့ဒီအပြင်ယောဂဘောင်းဆောင်တဲ့အပြင်ဒါအိမ်ကောင်ရေးနဲ့ပတ်သက်တဲ့လမ်းကြောင်းအတခုရှိသေးတာအဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာတော့အများကြီးတင်ပေးမယ်ကျေးဇူးအများကြီးတင်ပါတယ်တဲ့ဘုဟုသတ္တတွေရလို့တဲ့အဲအဲ့ဒါလေးတွေပြောချင်လို့ဒီဗီဒီယိုဒီအကောက်တွေဒီဇမားရဲ့ချစ်စုကြီးရဲ့တချဲစုကြီးရဲ့အဲ့နှစ်ကောက်ကြီးရဲ့အဓိကတော့လိန်ပိုင်း session နဲ့ပတ်သက်တဲ့အပိုင်းတွေညာတော့အဖြစ်တင်ပေးတာမျိုးတွေပေါ့နော်အဲတချို့ကိုယ်တွေဆိုရင်လည်းလုံးဝအာဒီအာယုံကျော်နဲ့ညက်နေလို့အာယုံကျော်ပြီနေလို့လိန်ပိုင်းဆိုင်ရာမှာ support မဖြစ် တော့ပဲနဲ့အားနေနေရတူဆိုဒါဆိုအာဂျောဆင်းနဲ့သမလတွဲပေးရတဲ့အခြေအနေတွေအများကြီးအများကြီးပေါ့နော်အဲ့တော့အားအရာတွေကိုနောက်ဆက်ဗီဒီယိုတွေမှာထပ်တင်ပေးမယ်နော်